ငလင်လောက်ခတ်ပြီးနှစ်ပတ်ကြာကြတဲ့အထိမန္တလေးမြို့မှာရေပြက်လက်ပြီးအခက်အခဲဖြစ်နေရလို့မြို့ခံတွေကပြောပါတယ်။စီပင်တရားကဖြန့်ဝေပေးတဲ့တောက်တုံးရင်ဟာငလင်လောက်ခတ်ပြီးတဲ့နောက်ပြတ်တောက်သွားခဲ့သလိုလက်ရှိအချိန်ထိပြန်မရသေးတာလည်းဖြစ်ပါတယ်။လက်ရှိမန္တလေးမြို့မှာရက်ွက်အလိုက်နေဆက်ရရေတွင်းနေမှာရှိတဲ့အိမ်တွေကိုအကူအညီတောင်းကသုံးရီချိုးရီအတွက်ဖြည့်ရှင်းနေကြပြီးအေယာရီမြင့်တဲ့နေတဲ့ရက်ွက်တွေကတော့ရေးရေကိုအတိကအသုံးပြုနေရပါတယ်။ ကျောစုကတကြံအတွက်ပြင်ဆင်တဲ့အနေနဲ့ကျုံးမေးပက်လေကကျုံတွင်ရေးဖြစ်ထားပြီးအဲ့ဒီရေကိုသုံးနေတဲ့နေရင်တချို့ကလွယ်လို့စီပင်ရေကိုသုံးဆွဲရတဲ့ကြံမျိုးပေါ်ရက်ွက်တွေအလုံးရေပြတ်တောက်မှုနဲ့ရင်ဆိုင်နေရတာပါစီပင်ကတချို့ငလင်ဘေးရှောင်စကန်တွေမှာတောက်သုံးရေအတွက်မနက်တိုင်းလာဖြစ်တာတွေရှိပေမဲ့တချို့ကယ်ဆယ်စကန်တွေမှာတော့ချိုးရေသုံးရေအခက်အခဲဖြစ်နေရလို့ဆိုပါတယ်မန္တလေးမြို့ပေါ်ရက်ွက်ဒေသမှာကအမရပူရနဲ့ပသိမ်ကြီးမြို့နယ်မှာလည်းရေပြက်လက်နေပါဗျ လက်ရှိမှာယာတိဥတုပူပြင်းတာနေရာထိုင်ခြင်းအဆင်မပြေတာချိုးရည်သုံးရည်ရှားပါးတာတွေကြောင့်နောက်ဆက်တွဲအရေးပြားယောဂတွေဖြစ်ပေါ်မှာကိုယောဂံတွေအနေနဲ့စိုးရိမ်တည်ကြပါတယ်။ငလင်တန်ကျောင်းမန္တလေးမြို့တွင်ရေပေးဝေရေပိုက်လိုင်းကွန်ရက်တွေပျက်စီးသွားပြီးယောဂံတွေကိုရေပြန်ပေးနိုင်မှု AB 6ရက်ကစတင်ကမန္တလေးမြို့တော်စီဝင်သားရဲကော်မတီကပိုက်လိုင်းကွန်ရက်တွေကိုပြန်လည်ပြုပြင်နေပြီလို့စိုးအစုကသတင်းထုတ်ပြန်ထားပါတယ်။ မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မန္တလေးမြို့ပေါ်မှာလူဦးရေအနည်းဆုံး2000ကျော်သေဆုံးသလိုဒဏ်ရာသူနဲ့ပျောက်ဆုံးသူရထောင်ချီရှိပါတယ်။ငလင်တန်းကြောင်ရေလျက်စစ်မီ ဖုန်းအင်တာနက်တွေပြတ်တောက်ခဲ့ပြီး AB နှစ်ရက်ကစတင်ကလျက်စစ်မီဖုန်းနဲ့အင်တာနက်တွေပြန်လည်အသုံးပြုလို့ရရှိပြီဖြစ်ပေမဲ့ရေကဆက်လက်ပြတ်တောက်နေဆဲဖြစ်ပါတယ်။